မင်္ဂလာပါရှင်။ည၈နာရီတဲ့နောက်ဆုံးအနုပညာသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ဖွင့်ပြီးနေရကြမှာစိုင်းဖြိုပြက်ပြီးတော့ပိတ်လိုက်ရတဲ့ဖတိမရဲ့ပကိုးဆိုင်ခွဲနောက်ခွဲကအကြောင်းရင်းအလူရှင်နေကွန်ပျူတာရဲ့အိမ်လေးပြီးစေးသွားလို့အိမ်သက်တဝဲကျင်းပါတော့မယ်။သုတဆုံရင်ဗုဒ္ဓဝင်ဆုရှင်အကြပြု။မင်းသားလေးလို့ဖို့မလွယ်ကိုရဲ့ဖြိုပြင်းမှုတွေကိုခင်းနဲ့ညီဖြိုပြင်းနိုင်အောင်လို့လေးစားဝင်စူးစမ်းလာတဲ့မြို့ရှင်မန်သားလေးဖို့ ချန်ပီယံကပတ်ရပြီးတဲ့နောက်မိုးဤကိုနဲ့မင်္ဂလာဆောင်ဖို့မြမပြည်ကိုပြန်လာမယ်လို့သတင်းတွေထွက်နေတဲ့ဂျော်ရှူဝါပဲချစ်သူဟောင်းဆိုင်းဆိုင်းခန်းလိုက်ရင်မြမနဲ့ပတ်သက်ပြီးတော့ကြော်ညာရီဇက်တိုက်ကိုရိုက်ကူးပေးနေလို့လူပြောများနေတဲ့ဝင်းမုံရွှေဖွေးပြီးနေရကြမှာဆိုင်းဖြိုပြက်ပြီးတော့ပေးလိုက်ရတဲ့ဖတိမရဲ့ပကိုးဆိုင်ခွဲနောက်ခွဲကကြောင်းရင်အရှိန်နဲ့တက်လာတဲ့လိုင်းဟာအရှိန်နဲ့ပဲကမ်းရပြီးတော့ကြောက်ွယ်သွားတတ်ပါလေဆိုတဲ့စကားကိုကြားဖို့ကြမယ်ချင်ပါရင် ဒီအပိုင်းဆိုရှယ်မီဒီယာထက်မှာအဟောဆုံးဖြစ်နေတဲ့ဖတိမရဲ့ပကိုးဆိုင်ခွဲကိစ္စကတိစကပုံကိုတည်တည်ပြနေသလိုပါပဲ။လွန်ခဲ့တဲ့ရက်ပိုင်းလေးကပဲပကိုးမြို့ကြီးမှာရွှေမုံငွေမိုးရေရွာချောင်းလူတွေတက်ကြွတိုးစီကပဲဖွင့်လှစ်ခဲ့တဲ့ဖတိမရဲ့ချက်မောင်းဆိုင်ကြီးဟာမြုံနိုင်စရာကောင်းလာအောင်ပါပဲ။ဖွင့်လှစ်ပြီးတော့နှစ်ရက်လောက်ကြာမှပဲချက်ချင်းပြန်ပိတ်သိမ်းလိုက်ရပါပြီ။ဒါကရိုးပိတ်တာမျိုးမဟုတ်ဘဲနဲ့ဆိုင်ဆိုင်ပုတ်တွေပါပြုတ်ချပြီးတော့ဆိုင်ပွေးပေါ်ပြင်ဆင်ထားတဲ့အရာတွေကိုပါဖျက်သိမ်းတဲ့အခြေအနေဖြစ်ပါတယ်။ ဆိုင်စာဝိနယ်နေတုန်းကတော့ဝေသူတွေပြည့်နေနေပြီးလမ်းတွေပါပိတ်ဆို့တဲ့အတွက်ရောင်းကောင်းခဲ့ပေမဲ့မင်းကစပြီးတော့ဆိုင်တကားတွေပိတ်ထားလိုက်ပါပြီဝေသူတွေလာမင်းရဲ့တောင်းပြန်လဲရောင်းချပေးရခြင်းမရှိတော့ဘဲတိတ်တဆိတ်ခြောက်ကက်သွားတဲ့ပြည်ကွင်းဟာပရိသတ်တွေကိုအံ့အားသိစေခဲ့ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အများပြည်သူတွေကြားမှာထိကျေးပေးမှုတွေမျိုးမျိုးထွက်ပေါ်နေပါတယ်အဓိကသတင်းထွက်တာကတော့သက်ဆိုင်ရာစီပင်တရားရေးဖွင့်တဲ့ဒေါက်တာလုံနေဆိုင်ရာညီစုံမှုတွေရှိနေတယ်ဆိုတာပါပဲ။ဂျာပင်အချို့သတင်းရှင်းပြတွေကလည်း အစားအသောက်နဲ့ဈေးဝါကုတ်ကရေဦးစီးဌာန FDA ရဲ့စီမင်းစည်းကမ်းတွေနဲ့ကိုက်ညီမှုမရှိလို့ရေးဥခင်ရတာဖြစ်နိုင်တယ်လို့သုံးသပ်နေကြပါတယ်။အထူးသဖြင့်ပူပွဲနေကဖြစ်ဖြစ်ခဲ့တဲ့ခြေနေကိုပြန်ကြည့်ရဲလမ်းမကြီးပိတ်ဆို့တဲ့အထိလူအုပ်စုလိုက်တိုးဝေးကြတာတွေကအများပြည်သူကိုနှောက်ယှက်ဖြစ်စေကြတာမှန်ပါပဲ။ စီဝါရေးလုပ်တဲ့ဆိုတော့ကိုမြတ်ဖို့တခုရဲ့ကြည့်လို့မရပါဘူး။ပဝင်းကျင်ကျော်ပိတ်ဆောင်မှုနဲ့အမိုင်စွန်ပြေမှုစနစ်တွေကိုပါထည့်သွင်းစဉ်းစားရတာပါ။ဂျာပြင်းခုလိုရုတ်တရက်ပိတ်လိုက်ရတဲ့အတွက်ဆုံးရှုံးသွားတဲ့ရင်းနှီးမြှုပ်နှံမှုပမာဏကလည်းမနေပါဘူး။ဆိုင်ပြေစင်စီဝန်ထမ်းစိမ့်နဲ့ကုန်ချမ်းမှုတွေဟာရှည်ရေပြေးစားလိုက်သလိုဖြစ်သွားနိုင်ပါသေး။ ဂျာကစိတ်မြန်လက်မြန်လုပ်တတ်တဲ့သူတွေအတွက်တော့တမိုးကြည့်ပေးပြီးသင်ယူလိုက်ရတဲ့သင်ငယ်စာတစ်ခုတော့မှဆိုနိုင်ပါတယ်။ထူးခြားတာတစ်ခုကတော့ပုံမှန်ချိန်တွေမှာသမင်းစာရေးတောက်တာကစားဖေးသွားသွားပါလို့လို့လူမှုကွန်ရက်ပေါ်မှာတင်းနေရှိတဲ့ဗတ်ဒီမာတရားကိုခုလိုရေးကြည့်တဲ့ချိန်မှာတော့ရှင်းကုန်မှုနှုတ်ပိတ်နေတာပါပဲ။ဆိုင်ပြလိုက်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးပရိသတ်ကိုရှင်းပြတာမျိုးမရှိသလိုသူမရဲ့ပြင်ပါလေဒီเจ้าရံနဲ့ပတ်သက်ပြီးဘာမှတတ်မလာတော့ပါဘူးဒီလိုတန်တိတ်နေမှုပါပဲပရိသတ်တွေရဲ့တန်တရားကိုပို့ပြီးတော့ကြီးထွားစေပါရင် ဒီဖြစ်ရပ်ကနေဘာသင်ငန်းစာယူလိုက်ရလဲဆိုတော့ online စီးပွားရေးနဲ့မြေပြင်စီးပွားရေးသဘောတဘာဝမတူညီဘူးဆိုတာပါပဲ online ကနာမည်ကျပြီး marketing ကောက်ရုံနဲ့လက်တွေ့မှာအဆင်ပြေမယ်လို့ယူဆလို့မရပါဘူးမြေပြင်မှာဆိုင်နဲ့ဆိုင်ဖွင့်တော့မယ်ဆိုရင်တီးဆဲဥတွေတွေစီပင်စီကန်းတွေပတ်ဝန်းကျင်တိကျမှုမရှိအောင်စီမံခန့်ခွဲမှုတွေနဲ့ကျန်းမာရေးဆိုင်ရာထောက်ခံချက်တွေအများကြီးလိုအပ်ပါတယ်ငွေရှိရေးဘာမှမဆိုဖြစ်တယ်ဆိုပြီးလုံချင်နိုင်လို့လုံးမရပါဘူး ။ပိုးရီဆိုတာမျက်နှာမလိုက်ပါဘူး။ရှားကြီးအားဖြင့်လူအများကြီးလာအားပေးပြီးအောင်မြင်တဲ့တရားပေမဲ့ခိုင်မာတဲ့အခြေခံအုံမြင့်တဲ့တရားဝင်မှုမရှိရင်အခုလိုပဲသဘင်တဲ့မီးတောက်လိုခဏလေးနဲ့ပြင်းကြီးသွားကြပါရဲ့။ဈေးတဲ့အစဉ်ကနေလုပ်ငန်းရှင်စီကိုကူပြောင်းနေကငွေကြေးပြင်စီမံခန့်ခွဲမှုနဲ့ဥပဒေလိုက်နာမှုပါပြေဆုံးမှာရေရှည်တည်တတ်နိုင်မှာဖြစ်ပါရဲ့။ဖက်ဒီမာအနေနဲ့လေကိုကိုယုံကြည်အားပေးတဲ့စားသုံးသူတွေပေါ်တာဝန်ယူမှုတာဝန်ခံမှုရှိဖို့လိုအပ်ပါရဲ့။ ဘာကြောင့်ဆိုင်ပေးလိုက်ရတယ်။ဘာပြဿနာတွေရှိနေလဲဆိုတော့ကိုပွင့်လင်းမြေသားစွာသတင်းထုတ်ပြန်ရှင်းလင်းတင်ပါရင်။ဒါမှသာပြည်သက်တွေရဲ့အထင်မြင်လဲမှားမှုတွေကိုဖြေရှင်းနိုင်မှာဖြစ်ပါရင်။ကေပြည်သက်ကြီးကြီးကျယ်ခနာစွာဖွင့်ပြီးမှနေ့ရက်ချင်းနဲ့ပြီးပေးလိုက်ရတဲ့ဖတိမရဲ့ပကိုးဆိုင်ခွဲဖြစ်စဉ်ပေါ်ဘလို့မြင်ကြလဲ။ဒါကစီကမလိုက်နာမှုရဲ့ရလလား။ချမမော်ချာချောင်းရင်းနေရှိနေမလားဆိုတော့ကိုရဲ့အမြင်လေးကိုလည်းပြောသွားပေးခဲ့ပါအောင်ရှင်။ အလုရှင်နေကွန်ပျူတာရဲ့အိမ်လေးပြီးစေးသွားလို့အိမ်သက်တပွဲကျင်းပါတော့မယ်ဒုတာဆောင်ရင်ဗုဒ္ဓဝင်ဆုရှင်အကြပြုအားလုံးမင်္ဂလာပါသက်စလီဝေဒီနိုဘေးကနေပြန်နေကကြိုဆိုလိုက်ပါရစ်ဒုတာဆောင်ရင်ဗုဒ္ဓဝင်ပြပွဲမှာဝင်ရောက်ရှင်ပြန်ခဲ့တဲ့အကြပြုဟာဖြေဆို့ဖို့ခက်ခဲတဲ့ဆောင်ဝဲကြီးကိုတတိုင်းကလုံးပထမဆင်းနဲ့အောင်မြင်သွားခဲ့သူပါကိုရင်ကျောင်းသူရွယ်လေးနဲ့စာကြိုးစားတဲ့အကြပြုဟာဒီပြိုင်ပွဲမှာဆုရသွားခဲ့ပြီးနောက်သူ့ကိုဝိုင်းဝန်းပြီးတော့ဂုဏ်ပြုပေးခဲ့ကြပါရစ် ကိုပိုင်ထိုင်တဲ့ကြောင့်တခုပါလေပညာသင်ဖို့အတွက် scholarship ပေးတဲ့ပြင်ရွှေဆိုင်ကလည်းရွှေဆွဲကြိုးကြီးကိုစုချခဲ့ပါရီအိကြပြီတော့မှအိမ်ပိုင်လေးမရှိတာကိုသိတဲ့နောက်မှာလိုင်းသားရကဆရာတော်တွေနဲ့အလူရှင်တွေကစုပေါင်းပြီးတော့မြေခွက်လေးတစ်ခွက်ကိုပါစုဖြည့်ပေးရလိုက်ပါရီမြေခွက်ကိုရပြီးနောက်မှာအိမ်ဆောက်ဖို့အတွက်လူရှင်တယောက်ကမတီငွေကိုချင်းမြင်ခဲ့ပါရီအဲနောက်မှာအခြားသောလူရှင်တွေပါစုပေါင်းပြီးတော့လူတန်းလိုက်ကြတဲ့အခါအိမ်လေးတစ်လုံးဆောက်ဖို့အတွက်ငွေလုံလောက်သွားခဲ့ပါရီအိကြပြီကိုကိုကြီးမစားမဲ့သူတွေကပေါ်များပြီး အိမ်ဆောက်တဲ့နေရာမှာလေးကြီးကျက်ပေးကြပါရီအခုဆိုရင်တော့ EJW ရဲ့တစ်ထက်တိုက်လေးကပြီးစီးသွားပြီဖြစ်ပြီးမကြခင်မှာအိမ်သစ်တပွဲကိုကျင်းပတော့မှာပါ EJW ရဲ့အရေးအိမ်လေးကလုံးဝမတူတော့ပဲဒီအိမ်လေးကခိုင်ခိုင်ကန့်ပြစ်သွားခဲ့ပါပြီတစ်ထက်တဲ့အိမ်လေးကိုတသက်ရဲဆောက်လုပ်ထားပြီးတော့ကိုပိုင်ချောင်းဝင်းထဲမှာဆောက်လုပ်ပေးထားတာပါအိမ်တွေထဲမှာအခန်းတွေလည်းဖွဲ့စည်းပေးထားပြီး EJW စာကြည့်လို့ရအောင်စာကြည့်ကန်းကိုပါထည့်ပေးထားပါသေးတယ်အိမ်လေးတလုံးပိုက်ဆိုင်မှုဆိုတော့မလေးကိုပဲမိချပြူကတော့လာပိုက်တွဲပါပဲချက်ချင်းနဲ့ငယ်ရှာသွားကြတာပါ ဒီလိုကော်ပြူတွေကိုရပါစေဆိုတဲ့ရွေးချက်နဲ့စာကြိုးစားခဲ့တာမဟုတ်ပေမဲ့သူ့ကိုရရှိတဲ့အကျိုးကျေးဇူးတွေကတော့သူ့ထင်တာအထက်ကိုပုံများခဲ့ပါတယ်။ဒီပြန်ပွဲမစခင်မှာဝင်ဖြေဖို့ကတောင်တာမြင့်ခဲ့ကြသူတွေရှိပေမဲ့ဤကြပြူကတော့ရအောင်စားချက်ပြီးတော့ဝင်ဖြေလိုက်ပါတယ်။အိုင်ဝတ်ကိုပြုကြသူတွေဒီအေးလေးထဲမှာတဖြည်းဖြည်းနဲ့ပြည့်စုံလာခဲ့ပြီးအားလုံးရဲ့စေတနာတွေပါဝင်တဲ့အေးလေးဖြစ်လာခဲ့ပါတယ်။ဒီအေးလေးမှာအကြပြီးတော့မိသားစုကနေထိုင်နေပြီးဖြစ်တဲ့ပြင်သူ့အိမ်လေးကိုလည်းသဘောကျနေကြပါတယ်။ဗုဒ္ဓဝင်စာပေတွေကိုလည်လာပြီးရနောက ယေရှုကြီးကိုရနိုင်ကြအောင်အခြားကလေးတွေကိုအတူယူစေခြင်းနဲ့စေတနာနဲ့ဝိုင်းဝန်းကိုပြုပေးခဲ့ကြတာပါ။နောက်နေ့ဒီမှာလည်းဒီပြိုင်ပွဲကိုစိတ်ဝင်စားပြီးတော့ပြိုင်ဆိုင်ခြင်းသူတွေအတွက်အားတက်သွားအောင်တိုင်းနိုင်ငံလုံးကစေနာရှင်တွေကချီးမြှောက်ပေးကြပါရစေ။ဒုတာဆောင်ရင်ဘုရားဝင်ပြိုင်ပွဲကိုကျင်းပလာခဲ့တာနှစ်ပေါင်းမနေတော့ပဲအစ်ချပြူဖြစ်ဆိုတဲ့တင်မှာတော့လူသိများထင်ရှားသွားပါရစေ။ဘုရားဝင်စာပေတွေကိုလေ့လာတဲ့အကျိုးကျေးဇူးကြောင့်ဒီဘဝမှာနေအိမ်ဟောင်းလေးကနေအိမ်တလေးကိုချက်ချင်းရရှိရတဲ့အချိန်အကျိုးကျေးဇူးတွေလက်တွေ့ဖြစ်လာခဲ့တာပါ။ အခုဆိုရင်တော့ဣကြပြူပါသူ့ရဲ့ပညာရေးအတွက်လည်းစိတ်ဝူရတော့ပဲကိုပိုင်ထထန်းကြောင့်တခုမှပညာသင်ဆုနဲ့တက်ရောက်နေပါပြီ။မိုင်းဝဲစုချထားတဲ့ငွေတွေကြောင့်ပဲဣကြပြူပါတက်တူတက်ရောက်ဖို့လည်းစိတ်ဝူရတော့ပါဘူး။မိဘတွေကိုကြောက်သူချေမာတွေအိမ်ကောင်းကောင်းနဲ့ထားနိုင်ပြီဖြစ်ပြီးတော့ဣကြပြူရဲ့စူးစမ်းအောက်ထုတ်မှုတွေကလည်းအသက်ဖြစ်မသွားခဲ့ပါဘူး။ဒါကြောင့်ဣကြပြူကသူ့ရဲ့ရည်မှန်းချက်တွေအတိုင်းဖြစ်လာအောင်စိတ်အေးနဲ့စူးစမ်းနိုင်ပြီးဖြစ်ပြီးတော့သူဆန်းစားနေတဲ့အလိုလိုပြည့်စုံလာခဲ့တာပါ။သုဒ္ဓဆောင်ရဲ့ဝတ္တဝင်ပြည်ပွဲမှာဆုရတာကြောင့်စုငွေ300ချီရရှိခဲ့ပြီးပြင် ကိုပိုင်တထိုင်အင်းလေးကိုမှပိုင်ဆိုင်ထားတဲ့အီချာဖြူတွေကိုမှုစကားလေးတွေကိုမှမှရေးသားပေးခဲ့ပါအောင်ရှင်ချီရှိဝါပေးခဲ့ကြတဲ့တွေလေးအားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်ဒီရောလုံးတွေပဲနှုတ်ဆက်ခဲ့ကြပါတယ်မင်းသားလေးလှုပ်ဖို့မလွယ်ကူတဲ့ဖြောပြင်းမှုတွေကိုခင်းနဲ့ညီဖြောပြင်းနိုင်အောင်လို့လေးစားဝင်စူးစမ်းလာတဲ့မြို့ရွှေမန်သားလေးဖို့ချင်းကျမတို့ရဲ့ The Celebrity News Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ မြို့ရှိမင်းသားလေးပို့ချီကတော့အကလာရီနဲ့တူရိုးရငွေသက်တွေကိုထင်းသိမ်းနေခဲ့တဲ့မင်းသားကျော်လေးလေးဖြစ်ပါရယ်။နှစ်ပါးသွားကလာရီနဲ့တူဇထုတ်တော်ကြီးတွေကိုပါပညာပေးနိုင်အောင်လို့တစ်ဖက်မှာပြည့်ပြည့်ပေးနေကြပါရယ်။ဒါကြောင့်လေဘလာဝဲတဝဲကိုသိမ်းရနေချီရရှိလာတဲ့အချိန်အပေးဝင်ရမှုအများပြားကိုပါပိုင်ဆိုင်လာကြရလေးဖြစ်ပါရယ်။လက်ရှိမှာတော့ဖန်သားပြင်ပေါ်ကပရိသတ်တရားပါမြမဆက်သပင်ကလာရီကိုတော်ဝကြီးကြီးရှုရတော့မှာဖြစ်ပါရယ်။ယူအားကားရီကတစ်ဖက်မှာတော့ကြီးစုသူနေပါလာခဲ့ရသလိုစမ်းသစ်မှုဘိုင်းမှာပါအားနေနေကြပါရည် ဒါကြောင့်လေရှေမန်းတပင်စွမ်းတပင်ပါဝင်တပင်ပြောပြမှုများစွာအခက်တွဲမှုတွေနဲ့တူတပြည့်ပြည့်ကြုံလာကြရတာဖြစ်ပါတယ်။ကိုချက်ကတော့အစီအမပြေမှုများစွာနဲ့တူစူးစမ်းကြရသူဖြစ်ပြီးဇက်ထုတ်တယ်ကြီးတွေကပါတပည့်ပြလေပေါထုတ်နေခဲ့သူပါ။ဇက်တပင်ကြိုက်တဲ့လူကြီးတွေပြင်လူငယ်တွေကပါစိတ်ဝင်စားလာဖို့ဟိုချစ်အနေနဲ့ဆွဲခေါ်လာကြရပါတယ်။ဒါကြောင့်လေ channel ကင်းတဲ့တူကြီးကျူလာနိုင်မှုအတွက်ပြန်လည်တင်ဆက်ပြီးတော့မှလည်းဖြစ်ပါတယ်။အရှိမှာတော့ channel ကရဲ့ပိုင်ရှင်သေးဖြစ်လာဖို့ရေးခြေပင်းဆလာကြရသလို ဖန်သားပြင်ကနေပါတဝါကြီးကြီးရှုနိုင်ဖို့အတွက်လှုပ်ဆောင်ပေးသွားတော့မှာဖြစ်ပါတယ်။ဟိုချင်းနေငွေရည်သူဖြစ်ပေမဲ့လည်းစက်သမင်အတွက်တော့အာကိုအားထားပြုလာရှာတဲ့သူပါ။စက်သမင်အတွက်ပညာသားပါပါဖြည့်ရှင်းပေးနိုင်သူဖြစ်တယ်လို့တပင်လောကသားတွေကပါနှီးမျိုးစုံကူညီပေးလာကြရပါတယ်။တရှောင်းလေလူရှင်တော်ကြီးတွေကပါဂေါ်ယူလေးစားလာရတဲ့တဲ့ထုတ်ဖို့ကြီးကျူလာကြတာဖြစ်ပါတယ်။လက်ရှိမှာတော့တသက်စာမင်းသားတစ်တင်နဲ့တူဇသပင်လောကကိုပါတခိပြန်ထူထောင်လာကြရပါတယ်။ဒါကြောင့်လေဇသပင်နဲ့ပြိတ္တတွေဟာ နှစ်တစ်ခုကြာမှပဲတဖန်ပြန်လည်ပေါင်းစည်းလာနိုင်ခဲ့ပြီဖြစ်ပါတယ်။ဟိုချစ်ဆက်တပေအနေနဲ့လက်ရှိချိန်မှာတော့ပွဲဆက်ဖြောပြေမှုတွေနဲ့တူလက်မလင်အောင်တီဖြောပြေနေကြရပြီဖြစ်ပါတယ်။အညာတာဖြစ်ပြမှုတွေကိုချက်တိုးကဖြစ်ပြရတဲ့အချိန်အပိမှုများလာခဲ့တယ်လို့တိမ်မောင်းရှာတဲ့ချီရရှိလာတဲ့အထိပါဝင်းရလာခဲ့ရပါတယ်။ဒါကြောင့်လေဗလာဝဲတွေတိမ်900ရရှိနေတဲ့စံချိန်ကိုပါဖိုးချစ်နေတဲ့ကြောဖြစ်ပြသွားနိုင်ခဲ့တာဖြစ်ပါတယ်။ကိုကျဲဆက်တပင်းနေနဲ့အရင်ကလည်း TV ဖန်သားပြင်ဒီပေါ်မှာစ조사ပြပြခဲ့တာပါ။ ဒါကြောင့်လေချက်နေကင်းတဲ့ပိုးချစ်ဟာခွဲမြအောင်ဒီပြိသက်တွေဟာတွဲမြင်လိုက်ရတာဖြစ်ပါတယ်။လက်ရှိမှာတော့ဖန်သားပြင်ပေါ်မှာပုံမှုကြည့်ရှုရတော့မှဖြစ်တယ်လို့အော်ပရာနပါသောအကလာရီနဲ့တူရေမိုးပျော်ရှင်ရတော့မှလည်းဖြစ်ပါတယ်။ဒါကြောင့်လေပွဲကြိုက်ခင်ပြိသက်တွေနေနဲ့မြို့ရွှေမန်းသားလေးပေါ်မှာပုံမှုလေးစားသဘောကျလာခဲ့တာလည်းဖြစ်ပါတယ်။ပြိသက်ကြီးတို့လေစက်တပင်လောကအတွက်အစွမ်းကုန်ကြိုးစားပေးနေတဲ့ပိုးချစ်လေးပေါ်မှာအမြင်လေးတွေမျှဝေပေးခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုဟာပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ ပီယံကပတ်ရပြီးတဲ့နောက်မိုးဤကွန်ရဲ့မင်္ဂလာဆောင်ဖို့မြန်မာပြည်ကိုပြန်လာမယ်လို့သတင်းတွေထွက်နေတဲ့ဂျော်ရှူဝါပဲအချက်မှာမျက်စိမရှိဘူးဆိုတဲ့စကားထက်အချက်မှာအသက်ရွယ်နေရဒေတာအကွာဝေးဆိုတာမရှိဘူးဆိုတာကို UFC ကမ္ဘာချန်ပီယံဂျော်ရှူဝါဘန်ကမင်းသမီးဂျော်လီမိုးဤကွန်ရဲ့ဇလန်ကာတက်တည်ပြနေပါတယ်ဒီရက်ပိုင်းပရိသတ်တွေချားထဲမှာအောင်ပွဲခံတဲ့နေဆူညာနေတယ်လို့သူတို့ရဲ့ romantic ဆန်တဲ့သတင်းတွေကလည်းပွဲဆူနေပါတယ်တို့တပြေတော့လူပြောများနေရကဂျော်ရှူဝါဘန်နဲ့ထိုးတက်ခဲ့တဲ့အချိန်တုန်းကအချိန်လေးကို ဒီအချိန်မှာမိုးရီကအနုပညာအလုပ်တွေကိုရှုတင်းတစ်ခုမှရောင်းနေတာဖြစ်ပါတယ်။ပုံမှန်ဆိုရင်လုံးချိန်မလို့တခြားကိစ္စတွေကိုအာရုံမဆိုင်ပေမဲ့ဒီတစ်ခါမှာတော့မိုးရီကိုတရားမနေနိုင်တော့ပါဘူး။မလာတဲ့ဂျာရီကနေဂျိုရှူဝါဘဲပွဲစဉ်ကိုဖုန်းလေးကနေတဆင်မျက်တော်မခတ်ပဲစောင့်ကြည့်အားပေးနေခဲ့ပါတယ်။ဗန်နိုင်ပွဲရလိုက်တဲ့အခိုက်အတန့်မှာတော့မင်းမီဂျော်လီကပျော်လွန်းလို့ခလေးတယောက်လိုခုံပေါင်းမိတဲ့ဖြစ်သွားတယ်လို့အနီးနားကအတိုင်းဝန်တွေကဆိုပါတယ်။ပွဲပြီးပြီးချင်းပါတယ်ချက်ချင်းဆိုလိုဖုန်းခေါ်ပြီးတော့ဂုံပြုတ်စကားပြောခဲ့ပါသေးတယ်။ ချန်ပီယံဖြစ်ဖြစ်ချင်းကိုချရတဲ့သူစီကဂုံပြုစကားကြောင်းလိုက်ရတဲ့ဂျော်ရှူအာဖန်ရဲ့ခံစားချက်ကိုတော့ပြောပြနေစရာမလိုမဲထင်ပါတယ်။ကိုဆိုင်တော့ဒရိုနီယာရဲ့ဆက်ဆံရေးကကောလာဟာလာအဆင့်ထက်ကိုကျော်လွန်နေပါပြီ။နောက်ဆုံးထွက်ပေါ်နေတဲ့သတင်းတွေကဂျော်ရှူအာဖန်ဟာမကြခင်မှာမြန်မာနိုင်ငံကိုပြန်လာတော့မှာဖြစ်ပြီးဒီစီဇန်ဟာမိုးဟီကိုနဲ့လက်ထပ်ဖို့ပြင်ဆင်ထားတာလို့သတင်းတွေထွက်ပေါ်နေပါတယ်။တချို့ကဒရိုနီယာရဲ့အသက်ဝယ်ကွာခြားမှုတွေကိုထောက်ပြကြပေမဲ့ဘက်တွေဘဝအခြေအနေကကြည့်မယ်ဆိုရင်တော့တကယ်ကိုမှလိုက်ဖက်ကြီးတဲ့အဆုံးတွဲလေးပါတယ်။ ဝေကိုကိုကြည့်လိုက်ပါကမဟာအနုပညာလောကမှာထိတ်တဲမင်းသမီးဖြစ်သလိုစီးပွားရေးလုပ်ငန်းမှာလည်းအောင်မြင်တဲ့တထင်းမာဤတူဖြစ်ပါတယ်ဒီငယ်ရင်းချက်ပြီးတော့ပြည့်စုံတဲ့အမျိုးသမီးတယောက်ပါအခုတော့မိုးရီကိုစရနဲ့နုပညာလောကမှာနှစ်ပေါင်းများစွာနေရာယူထားပြီးအိမ်တော်ပဲရွေးချယ်မှုနဲ့ပတ်သက်ရင်အင်မတန်ကိုမှစစ်စစ်တဲ့သလိုနာမည်ကြီးပါတယ်။ဒီမလိုပြည်စုံတဲ့မျိုးသမီးကသူထက်အသက်ငယ်တဲ့ကောင်လေးတယောက်ကိုရွေးချယ်လိုက်တဲ့ဆိုကြတဲ့ကဂျော့ရှွာဘန်မှာဒါမန်ယောက်ျားရီထက်တောင်းလို့နဲ့အရေးချင်းနဲ့ဆွဲဆောင်မှုတွေရှိနေလိုပါပဲ။ ပြည်သက်တွေကလည်းမမမိုးတရားလူရွေးမှန်ပြီးလို့တညညွတ်ထဲထောက်ခံကြပါရယ်ဒီသတင်းသာအတိဖြင့်ဂျာဟာမြန်မာနိုင်ငံရဲ့တနစ်တာအခမ်းအနားဆုံးမင်္ဂလာပွဲဖြစ်လာမှာပါနိုင်ငံကျော်မင်းသမီးကမာကျော်ဖိုင်တာနဲ့ပေါင်းဖက်မှုတွေကရုပ်ရှင်ဇာတ်ကားတွေထထောင်ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းနေပါရယ်ဒါမှမဟုတ်ဂျော်ရှူအဘန်ကတော့အသားမဲ့လုံငယ်မဟုတ်တော့ပါဘူးကမ္ဘာပြင်ဆုံး UFC ဆင်မြင့်တက်က World Championship တရားပါပြီးတော့ဒေါ်လာတန်းချီပိုင်ဆိုင်ထားတဲ့တန်းချွေတတိယတရားလည်းဖြစ်နေပါပြီ။ဒါကြောင့်သူတို့နေ့စဉ်ပေါင်းဖက်လိုက်မယ်ဆိုရင်တော့ ဒါဟာတာမန်ဆုံးလဲပေါ့ပဲတကယ်ကိုမှအချိန်ဝါကြီးမားတဲ့ဆုံးလဲဖြစ်လာတော့မှသိကြပါပဲ။ချန်ပီယံကပတ်ကြီးကိုပခုံးမတင်ပြီးပြန်လာမဲ့သရိုးသားလောင်းဂျော်ရှူအာမနဲ့မြမဝင်းဆောင်လေးနဲ့ချက်တီရရှိရှိစီးချုံမဲ့သရိုးသမီးလောင်းလေးမိုးဟစ်ကိုဒီမြေကွင်းကိုမျက်စိထဲမှာမြင်အောင်လိုက်တာနဲ့တည်းပရိသတ်တွေရင်ခုန်နေကြပါပြီ။ဂျော်ရှူအာဘကတော့သူငယ်ကလေးကဆွဲလန်းခဲ့တဲ့အိမ်မက်တဲ့သမီးကိုလက်တွေ့ပေါ်မှာပိုင်ဆိုင်ခွင့်ရတော့မှာပါ။ဒါဟာစူးစမ်းသူတွေအတွက်နေရာတိုင်းမှာဆွဲလန်းရှိတယ်ဆိုတာကိုပြသလိုက်တာပါပဲ။ ကဲပရိသတ်ကြီးရဲ့တထေးမကြီးမိုးရီကိုလည်းချန်ပီယံတထေးလေးဂျောရှွာဘန်တို့ရဲ့မင်္ဂလာသတင်းတာတကယ်ဖြစ်လာခဲ့ပလောက်တောင်ဝမ်းသာစရာကောင်းလိုက်မလဲဒီစုံလေးကမြန်မာပြည်မှာပွဲတက်လာမယ့်နေ့တွေကိုစောင့်မျှနေကြလားမိမိတို့ရဲ့မြင်လေးကိုလည်းပြောသွားကြပါအောင်ရှင်ချစ်သူဟောင်းဆိုင်းဆိုင်းခန်းလိုက်ရင်မြမနဲ့ပတ်သက်ပြီးတော့ကြော်ညာရိဇက်တိုက်ကိုရိုက်ကူးပေးနေလို့လူပြောများနေတဲ့ဝင်းမုံရွှေ လူတယောက်ရဲ့ဇလံပြတ်သွားပေမယ့်သူ့ရဲ့မိသားစုနဲ့ပတ်သက်တာဖြတ်ဖို့လိုအပ်သလားဆိုရင်မိကုန်းကဒီရပိုင်းနုပညာလောကမှာစိတ်ဝင်စားစရာအကောင်းဆုံးဖြစ်စဉ်တစ်ခုဖြစ်နေပါတယ်။လက်တော်မှာဝင်းမုံရွှေတယောက်တရုတ်နိုင်ငံမှာကျင်းပတဲ့နိုင်ငံကရုပ်ရှင်ပွဲတော်ကိုတွားရောက်ဖို့ညှင်းဆန်ခဲ့တဲ့သတင်းကလူပြောများနေတာအလုံးအသိပါပဲ။အဓိကအကြောင်းရင်းကတော့အဲ့ဒီပွဲကိုချစ်သူဟောင်းဆိုင်းဆိုင်းခန်းလိုက်လဲတက်ရောက်မှာမို့လို့ ခရီးတူတူသွားမယ့်အချိန်နဲ့မျက်နှာချင်းဆိုင်တွေ့ဆုံရမယ့်အချိန်တွေကိုသူမရဲ့ခင်မွန်းတဲ့ကိုလေးစားတော့အပြင်တော့ရှောင်ဖယ်လိုက်တာလို့အများကသုံးသပ်ကြတာပေါ့ဒီဆုံးဖြတ်ချက်ပေါ်မှာလဲပရိသတ်တွေကအိမ်တော်ရှင်မှပိတာရဲဆိုပြီးတော့ချီးကျူးခဲ့ကြတာပါဒါပေမဲ့တစ်ဖက်မှာတော့ပရိသတ်တွေမျက်စိရှုပ်ရှားအခြေအနေတခုရှိနေပြန်ပါတယ်အဲ့ဒါကတော့ဝမောင်ရွှေနဲ့ဆိုင်းဆိုင်ခန်းလိုက်ရင်ညီမဖြစ်သူဆိုင်းတို့ရဲ့ဆက်ဆံရေးပါပဲဝမောင်ရွှေကဆိုင်းဆိုင်ရဲ့မျက်နှာချင်းမဆိုင်ခြင်းပဲ ဆိုင်ဆိုင်ရဲ့မြမအဖြစ်သူပိုင်ဆိုင်တဲ့အလပရေဟန်စီကန်ဘယူတီစင်တာကိုတော့မပြတ်သွားရောက်တာကိုတွေ့ရပါတယ်။တာမန်သွားရောက်အားပေးတာလည်းမဟုတ်ဘဲနဲ့အဲ့ဒီဆိုင်ရဲ့ promotion ပွဲတွေ၊ကြောညာဗီဒီယိုတွေမှာပါဝင်းမုံရွှေကတက်တက်ကြွကြွပါဝင်တယုတ်ဆောင်ထားတာပါ။ဆိုင်ရင်ပင်တိုင်းမော်ရယ် brand ambassador လိုမျိုးကိုအားကျုံးမှတ်တက်ကိုကုညီပေးနေတာကိုတွေ့ရပါတယ်။နောက်ကြည့်ပြီးတော့ပရိသတ်ချို့ကြမှာဝေဖန်တန်တက်တက်ထွက်ပေါ်လာပါတယ်။အကိုဖြစ်သူကိုကြတော့ရှာပြီးမြမဖြစ်သူနဲ့ကြတော့ဘာလို့ဒီလောက်တောင်ရင်းနေနေရလဲမတော်လိုက်ရတဲ့ရောင်းမနဲ့ဆက်ဆိုင်ရင်မပြတ်တာလား တန်ရုံးစဉ်ရှိနေသေးတယ်လားဆိုပြီးတော့ထင်ကြီးမျိုးမျိုးပေးနေကြတာပါတကယ်တော့ဒီကိစ္စကတေချာသုံးသက်ကြည့်မယ်ဆိုရင်ဝင်းမုံရွှင်ရဲ့ professional ဆန်မှုကိုတွေ့မြင်ရမှာပါပထမချက်ကတော့စီးဝိုင်းနဲ့ကိုရေးကိုရာခွဲခြားခြင်းပါပဲဆိုင်းဆိုင်းခလိုက်နဲ့ဝင်းမုံရွှင်ရဲ့ဇလန်းကပြီးဆုံးသွားခဲ့ပြီဖြစ်ပေမဲ့သူရဲ့ညီမဖြစ်သူကဝင်းမုံရွှေကြားမှာဘာပြတ်သားမှမရှိခဲ့ပါဘူးအမျိုးသမီးချင်းခင်မင်းရင်းနှီးမှုစီးပွားရေးရာလက်တွဲမှုတွေကတည်တန့်ရှိနေပါတယ်ချစ်သူနဲ့ပြတ်သွားလို့သူရဲ့တမိသားစုလုံးကိုမုန်းတီးပြစ်လိုက်ရမယ်ဆိုတာခလေးဆန်နဲ့စိတ်ထားမျိုးပါဒုတိယချက်ကတော့အလုပ်သဘောပါပဲ ဝင်းမုံရှိဆိုတာမြန်မာနိုင်ငံထိတ်တန်းမင်းသမီးကလပ်ပါသူမကြောင်ညာလိုက်ရင်အဲ့ဒီဆိုင်ကနာမည်ကြီးသွားတယ်ဆိုတာသိကြပါမယ်ဆိုင်းဆိုင်ရဲ့ညီမအနေနဲ့လဲကိုဆိုင်အတွက်အကောင်ဆုံးမင်းသမီးကိုငှားရမ်းထားတာဖြစ်တယ်လို့ဝင်းမုံရှိအနေနဲ့လဲကို့အတွက်အကျိုးရှိမယ့်အလုပ်တစ်ခုကိုလက်ခံလိုက်တာပါဒါဟာ win-win situation ပါတကယ်တော့အဲ့ဒီအချိန်တွေကဝမ်းမုံရွှေရဲ့ကိုကုတ်ကိုယုံကြည်မှုမြင့်မားမှုကိုပြသရရောက်ပါတယ်။ဒီမှာဟာလက်ရှိအင်တော်ရေးမှာပျော်ရွှင်ချမ်းမြေ့နေပြီးတော့ခင်မုန်းတဲ့ယုံကြည်မှုကိုပြင်ဝရရှိထားသူမို့လို့ဒါဒီလိုအကဲဆက်တဲ့ဆက်ဆံရေးမျိုးကိုရင်းရဲတင်းတင်းကင်တွယ်ရတာပါ။ ာမန်မျိုးသမီးတယောက်ဆိုရင်ရီးစောင်းဟောင်းရဲ့ညီမပဲမပတ်သက်ချင်ဘူးဆိုပြီးတော့ရှောင်းဖဲသွားနိုင်ပေမဲ့ဝင်းမုံရွှေကတော့အလုပ်ပေါ်မှာတာဝန်ယူစိတ်ရှိသလိုမိတ်ဆွေတန်ရုံးစင်ကိုလည်းတန်ဖိုးထားတဲ့သူပါဆိုင်းဆိုင်းရဲ့ခီးတူသွားခြင်း EH တွေတန်ရုံးစင်ဟောင်းတောက်လောင်တဲ့ NA ရှိပေမဲ့ညီမဖြစ်သူဆိုင်မှာကြောင်ညာရိုက်ချင်တာကတော့တသက်စီးပွားရေးသဘောတရားတက်ရောက်ပါတယ်ခင်မောနဲ့ဦးနိုင်ဖြိုးကျော်အနေနဲ့လည်းဆိုင်းဆိုင်းနဲ့နိုင်ငံခြားသားရင်စိတ်မလုံးကြုံနိုင်ပေမဲ့မိန်းကလေးချင်းပတ်သက်တဲ့အလားပိုင်းရာဆိုင်ရာအလုပ်လုပ်တာကိုတော့သဘောထားကြည့်ပြီးနားလည်ပေးထားပုံရပါတယ်ကဲပရိသတ်ကြီးရင်ဆိုင်းဆိုင်းခိုင်ကိုရှောင် ဖယ်ပေးမယ်ဆိုင်းဆိုင်းရဲ့ညီမဖြစ်သူနဲ့လက်တွဲလုံးလုံးနေတဲ့ဝင်းမောင်ရှင်ရဲ့လုပ်ရပုံမှာဘယ်လိုမျိုးမြင်ကြပါသလဲအလို့သဘောနဲ့ပတ်သက်လို့အဲ့လိုမျိုးလက်ခံပါသလားဒါမှမဟုတ်တခြားတန်ရောစင်တွေရှိနေသေးလို့လားထင်လားပရိသတ်ကြီးရဲ့အမြင်သဘောထားလေးကိုလည်းပြောပြသွားကြပါအောင်ရှင်